Fat, 啊啊、我我我我也是干、啊、的，做俺俺妈干的，做啥？我也是干的，俺妈干的，做啥？也是干，俺妈干的，做啥？差不多嘞，俺妈干的，接一杯来，姐夫。不能接一杯了。俺妈接一杯了，那我不该接一杯了，不能有错。我该该接一杯了。喝喝呗，做喝，现在没嘛了，哈啦？对。嗯，俺妈八爪哥喝来多嘞。 စတီးစလုံးလေးတွေမှန်ဟုတ်အာမဘယ်လိုစိတ်ကူပါလို့ခလေးခေါ်ပါတာလဲဒီနော်ကလေခလေးနဲ့အဝိစ္စော်စားတယ်ကျွန်မကဟုတ်ခလေးနဲ့အဝိစ္စော်စားတာမခလေးရင်းမဟုတ်ပါနဲ့ခလေးကိုခချီချီပါလောက်တာအဲ့ဒါကြတော့အအရင်ကလေနလားနလားသုံးလားဒါသုံးလားလေခလေးလေးတွေတိမ့်နေတယ်ဒီကိုရဲ့ ားရဲ့မိန်းမရဲ့ဒီဆိုသမီးအလေးလေးဆိုတော့သူကစိတ်ရင်းနဲ့အများတိုင်းထိပေးတယ်အဲ့လိုအမအမသားဆိုအမမသားသမီးရှိတာလားဟိုထင်းနေရှားရှားမြင်ရတာကြတော့ဒီရိုင်းတဲ့နှိပ်စက်တာကိုမြင်ရတဲ့အခါကျတော့ရင်စိတ်မကောင်းကြလားစိတ်မကောင်းကြလားတချို့ကတော့အကြောလူကြပါတော့တချို့ကတော့မလူဘူးပေါ့ကျွန်တော်ဆိုလည်းမလူကျွန်တော်ဆိုလည်းမလူမိတဲ့အချိန်တုန်းကတော့လွတ်တော့လွတ်တော့ကတော့စားသွားတယ်ဗျတုတ်ပြန်ခွင့်မရဘူးကလိ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 နဲ့စိတ်ထဲမှာ ဟုတ်ပြီမိသွားပြီမိသွားပြီတော့လုံအောင်ဟာဆိုတဲ့အတိသူတို့မှရှိတယ်ဒါတော့တူတူကိုကိုဒါဖြစ်လေဖြစ်တာရှိတာပဲလीဖြစ်လေဖြစ်တာရှိတာပဲမှားတာကတော့နှစ်ဦးနှစ်ဖက်လုံးကမှားနေတာပဲအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့လူမှုကွန်ရက်ကိုတုံ့လောက်စီခဲ့တဲ့လိုင်းသားရဖြစ်စဉ်နဲ့ပတ်သက်ပြီးဥပဒေရေးရာဆုံးဖြတ်ချက်နဲ့ကာယကံရှင်တို့ရဲ့နောက်ဆုံးသဘောထားအခြေအနေတွေကိုမတူညီတဲ့တင်ဆက်ပုံစံနဲ့တုံ့သက်တင်ပြပေးသွားမှာဖြစ်ပါတယ်တွေ့တာအခုကန်းနေတာ ။ဟိုဘာအတွက်ဖမ်းခံရတာလဲ။အမခိုးမှုနဲ့ဖမ်းခံရတာဟာလား။မပြေလည်းလို့ခိုးလိုက်တာပေါ့အချွေးတွေကချိနေတော့မဖြစ်ဖြစ်တာလေးလုံးလိုက်လဲတော့တကားမှနာမည်ပြက်လည်းမရှိဘူးကျွန်မပါလေရောက်ွက်ချင်ပါလေအခုအမောက်လာထူတာအားလုံးဘယ်လောက်ရပြီလဲဖြစ်တယ်လေကျွန်မလိုက်တာ၄သိန်းနဲ့၇သိန်းကိုခလေးမအေဘူးရဲစခန်းမှာပြောတယ်ပြန်ပေးလိုက်ရမယ်ကျွန်မပြန်ပေးလိုက်မယ်လို့မပြောဘူးလို့ဟုတ်အဲ၄သိန်းခွန်းတောင်းရအမကဟိုဟာ၁၂သိန်းတယောက်၁၂သိန်းတယောက်ထူတယ်နော်အမမလူပါဘူး မလူကို၄တိုင်းလက်ခဏကနှစ်တိုင်းနဲ့တခုနှစ်တိုင်းငါးတောင်းနဲ့တခုနှစ်တိုင်းသုံးနှစ်တောင်းနဲ့တခုသာကြည့်ရတယ်။ကျမမကိုင်းဘူးပတ်စံလေး။ဟွန်းအမအဒီကအမပတ်စံမဟုတ်တယ်ကျွန်တော်တနာလို့ပါအော်တကယ်လို့အမပတ်စံပတ်စံထုတ်ပေးမယ်ဆိုအမဘာလုပ်စားမလဲကောင်းရကောင်းပဲလုပ်စားမယ်လေကောင်းကောင်းလုပ်စားအမဘာလုပ်တတ်လဲအရင်တော့က အရဲပြီးတယ်ငါးတွေရောင်းဘူးတယ်အခုကအရန်ကျက်သွားနေနိုင်လို့လုံးလိုက်လုံးလိုက်အကလေးမရပါမှာလဲအလေးမရပါမှာခေါ်ပြရလားဟုတ်ဟိုဟိုနောက်ကဘာရိုက်နေရလဲနောက်ကညီမညီမဟုတ်ညီမမသိဘူးတင်းမီဒီယာပါမယ်လို့ပြောလို့မောင်တင်းမီဒီယာမပြန်လို့လိုက်ပြီအယုံနေနောက်လို့ဟုတ်ညီမလေးအကိုအကိုကြီးအကို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  အခုရဲစခန်းနေတော့အာအမကလည်းထွက်လာတာဟုတ်ဟုတ်ရဲစခန်းနေအမကလည်းထွက်လာရဲစခန်းအမကလည်းထွက်လာတာဘယ်လိုလဲအမကလည်းကျင်းသေးလိုက်တယ်ဘလို့ကျေးပြီလားအမကျေးပြီလားဘုကကျေးပြီလားဘလို့ဘုကကျေးပြီလားဟိုဟိုဘယ်ဆိုဟိုရိုက်တယ်မိမလားဟုတ်ကဲ့ဟွအမဘာလို့ခိုးလာလို့လဲစတိစလုံးလေးဒီမဟုတ်ဘူးအမဘယ်လိုစိတ်ကူပါလို့ခလေးခေါ်ပါလား အရင်တော့လည်းကလေးနဲ့အဝစ်ချော်စားတယ်ကျမကဟုတ်ကလေးနဲ့အဝစ်ချော်စားတာမကလေးရင်းမဟုတ်ဘဲနဲ့ကလေးကိုခက်ချီပါလို့တာအဲ့ဒါကြတော့အဲ့အရင်တော့လည်းနလားနလားတုံးလားဒါတုံးလားလဲကလေးလေးတွေတိုင်းနေတဲ့ဒီကိုရဲ့ကားရဲ့မိန်းမရဲ့ဒီဆိုကလေးကလေးတွေဆိုတော့သူကစိတ်ရင်းနဲ့အဲတိုင်းစိတ်သေးတယ်အဲ့လိုအမအမသားကအမမသားသမီးရှိတာလားသားကသမီးကကလေး9ယောက်ဝေးပြီးတော့ကျမနဲ့ဖြစ်ပါခဲ့တယ်ကျမယောက်ျားလုံးလုံးလေးတော့သတိပို့တော့မရဘူး ตาตาตะหยอกชื่อไม่เอาอู้อะกูตู้อเมนเนี่ยงาได้ตาอ่ะไม่ทอดอู้อะสัตว์ตาอยู่เนี่ยงา5000 1000รอบก็เลยไม่เป็นมึงจะเอาอืมဟုတ်အခုအခုဒီကလေးကအမားနဲ့ဘာမှမတော်ဘူးပေါ့။ယောက်ျားတတဆိုင်ရပေါ်တယ်။ဟောအမားဒီတိုင်းမကလေးခေါ်သွားပြီးတော့ဒီတိုင်းမဲ့သွားပြီးတော့သွားခိုးလိုက်မိတာပေါ့ဟုတ်လား။မပြေနေဘူးပတ်စံနေလို့လည်းမလားလဲ။ကိုညာအပင်းပောင်းနေပြီ စိတ်တရား၅ရက်နေ့တရားတောင်းနေတာစိတ်ကူတာနဲ့လုံးပြီးလုံးရတိတ်ထလိုက်တာအဲ့တော့အမဗီဒီယိုထဲမှာအိမ်မိမတခါတော့လည်းလာခိုးတယ်လို့ပြောကြတာအမပထမတစ်ခါခိုးတာပေါ့လေအဲ့ဒါအခုပြောတယ်ကျမကလေတခါလဲဟိုလို့အိုးတွေရောဘာလို့ထည့်ထားတာလဲလို့အရှင်းမမေးတယ်အူးချင်းမခလေးမရေချင်းမလည်းမေးတယ်ပြန်ငန်းနေတဲ့တစ်ခါမေးတယ်ကျမကထိုက်လို့ဟုတ်ကဲ့လားတော့ကိုလည်းမပြောတတ်တော့ဘူးလေအဲ့ဒါနဲ့ကိုကတခါလုံလိုက်တော့မှားသွားတာပါသွားတာအမေအဲ့တော့အမဟို ကျွန်တော်ကနေပြီးငွေတစ်ခုထုတ်ပေးမယ်ဆိုရင်အမကနေပြီးတော့ကောင်းကောင်းကောင်းဝယ်လုံစားမှာပေးကြလားပေးကြပါလေဒါပေမဲ့တော့အမကျွန်တော်ကလည်းဒုတိယတစ်ခါခုံကြီးမှာမဟုတ်ဘူးနော်ဟုတ်ကဲ့နော်အခုအမကလည်းတနာတော့လာလူလည်းတို့တချို့ကကျွန်တော်တခိုးအားပေးတယ်လို့ထင်ပါဆိုလို့ကျွန်တော်တို့ကကြာအမရဲ့တခိုးအားပေးတာတော့မဟုတ်ဘူးကွာနော်အမရိုင်းညက်ခံရတာကိုချီးတယ်ကျွန်တော်ကအမရဲ့မျက်နှာတွေအမကလေးကိုချီးပြီးကျွန်တော်စိတ်ထဲမှာကျွန်တော်လူချင်းစိတ်ရှိလို့ကျွန်တော်ထူတာအမတခိုးထက်ခိုးတာလည်းကျွန်တော်အနေနဲ့အဆင်ပြေမှာလည်းမဟုတ်ဘူးတကယ်လို့အမကကျွန်တော်ငွေထုတ်ပေးတာနဲ့အမမှာအရင်ကြီးရှုံသွားလို့ပြုတ်သွားလို့ရှိရင်လည်းကျွန်တော်အနေနဲ့တာဝန်ယူပေးမှာမဟုတ်ဘူး ဆန္ဒပြတော့ပါလားအမကွက်ကိုလည်းလှုပ်ရှားရမှာနော်ဒီဒီပတ်စံတော့တော့ပွားလို့ပွားအမတို့တာဝန်ပဲဖြစ်သွားမှာကျွန်တော်ကငွေတစ်ခုထုတ်ပေးမှာနော်အမကကျွန်တော်အချမ်းမင်းဘလောက်လောက်အမကထုတ်ပေးရမှာလှုပ်လှုပ်ရှားလို့ရမှာထင်တယ်ညီမအကြီးရစစ်တိုင်းတော်ရှိတယ်အညီမယောက်ျားကတသိန်းကိုတောင်းရတာနှစ်လခွဲလောက်အလုံးမရှိတော့လို့အကျွေးတရားတောင်းလို့အဲ့လိုဖြစ်သွားတာညီမပါအမဆိုကြမှာကအမဆေးဈေးရောက်စားမယ်ဆိုအမအရင်ကြီးဘယ်လောက်လဲ9သိန်းနဲ့10သိန်းနဲ့ဘယ်လောက်ဆိုရလဲ အကျွေးဆက်ပြီးတဲ့အပြင်မှာငါတိုင်းကြောက်တဲ့ရာဒီပေါ်ကျမဒီလောက်ကစားမယ်။ကဲအဲ့တော့အမကျွန်တော်ဆက်ငါတိုင်းပေးရမလုံစားလို့ရတယ်ပေါ့။ဟုတ်တယ်။အမအကျွေးတကယ်ဆက်မှာလား။ဟုတ်ညီမဟုတ်လေညီမလေးတို့မှာအခုလူခွင့်ငွေ3ကိန်းကျော်ပါလာတယ်ဆိုညီမလေး။ဟုတ်ဟုတ်ဟုတ်မသိဘူးအဲအဲအဲသုံးနေရတယ်ဘယ်လိုလုံးလိုက်လဲဆိုတော့မပစ္စည်းတွေဝင်လာတယ်ကလေးတို့ပေါ့နော်ဟုတ်ဒီမှာညီမလေးထုတ်သွားယူပါအဲ့ဒီပစ္စည်းတွေကတဝက်ဝင်လာတယ်ကျန်တဲ့တဝက်ကတော့ငွေသား ဲ့ဒါကိုညီမကလေးနဲ့အန်ဒီနဲ့အဲ့လိုမျှလိုက်ပါ။ညီမပစ္စည်းသွားယူ။ဟုတ်။ကလေးအတွက်လိုအပ်တဲ့ဟာတွေပေါ့နော်။အမားဒီခက်ကလည်းခရီးလိုအပ်တယ်ဆိုကိုကိုအမြင်လိုအပ်တာလေသူတို့လိုအပ်ချင်တယ်လိုအပ်မှာလေကျွန်တော်ကတော့ဒါစေတနာနဲ့ပြောရပါလှူရင်ပတ်စံအကောင်းဆုံးမှာတော့ချက်တာပဲလို့သူကသူသူကမှပဲပြုံးနေပဲစားစားစီနဲ့စားနေပဲစားစားအဲဆိုရင်အမားကျွန်တော်အခုပြောပြရမယ်တဲ့ဟွာလေအခု15ဒင်းကိုကျွန်တော်ကေပင်းနဲ့လွှဲပေးမယ်နော်အခုခမားတက်တော့15ဒင်းရောက်မယ်ရောက်တဲ့ကောင်မှာခမား7ဒင်းအချွေးတခါလဲစမလားအဲ7ဒင်းအချွေးတမပါပါလဲ တကားတည်းဆက်လိုက်မမလည်းအတွေ့အကြုံကျမကျမတို့ကရှိတာနဲ့ရှိတာနဲ့ပြောလို့မရဘူးညီမနဲ့စကားပြောကြည့်ပါဟုတ်လားပြောပြီးတော့ဆက်ပြီးအခုအခုအခုမတ်တိန်မတ်တိန်လက်ထက်ကိုကျွန်တော်ကေပင်းနဲ့ဆက်ငါးသိန်းတော့ပြေးလိုက်မှာအခုနော်ဟုတ်ကဲ့အဲဆက်ငါးသိန်းကိုညီမလေးစီစဉ်ဆောင်ကြားပြီးပြေးတာအဲ့အကျွေးသမားကိုပေးတယ်ဆိုလည်းပေးတဲ့အကြောင်းမို့၈သိန်းဆို၈သိန်းဒါပေးတယ်ကျန်တဲ့ပတ်စံသူတို့လက်ထက်ထဲတယ်တော့ကျန်တာတော့သူဘာပဲစီးပွားရေးလှုပ်ရှားလှုပ်ရှားကျွန်တော်နဲ့လည်းမဆိုင်တော့တဲ့လားအဲ့တော့ အမားရဲ့ခက်ခဲမှုတွေအမားရဲ့ရိုက်ခံထားတဲ့ပုံတွေเนาะအမားကိုကျွန်တော်မျက်နှာလေးကိုကြည့်ပြီးတဏှာကိုကျွန်တော်လူတိုင်းအောင်လည်းသုံးနေတာမဟုတ်ဘူး ကျွန်တော်ကြီးလိုက်လို့ကျွန်တော်မျက်စိထဲမှာကျွန်တော်တနာတို့ကျွန်တော်ဂျင်မထဲမှာတနာတို့ရှင်ကျွန်တော်လှူတယ်ဖြစ်လားဟိုတချို့ကျွန်တော် online ပေါ်နေလာပြီးဦးတောင်းတဲ့လူရှိတယ်ကျွန်တော်အဲ့ဒါလည်းလူဂျင်မလှူတာအမအိုးသူက6လောက်နဲ့တစ်ဖက်တက်နေလာတာတွေ့တယ်နော်6လောက်နဲ့တစ်ဖက်တက်နေလာတာတွေ့တယ်နင်းပြီးတော့ကလေးရောပါအချိုးတုတ်တာအဲ့ဒါကျွန်တော်ဂျင်ထဲမှာမကောင်းဘူးကျွန်တော်ကျွန်တော်ကျွန်တော်လည်းပတ်စံတကားရတာမဟုတ်ကျွန်တော်လည်းရှာဖွေပြီးတော့လောက်ရတာနော်အဲ့ကျွန်တော်ချွေးတဲ့စားတွေကနေကျွန်တော်လှူပေးတယ်နော်ကျွန်တော်ဘယ်လိုလဲဆိုတော့အမသိချင်ပါလေသိမယ်နော်အမလည်းကျွန်တော်ကျေးဇူးတင်အဲ ဟုတ်တယ်ပါလေတည်ရဲအဝေးရနေပဲအမကျွန်တော်ချမ်းမိုင်ကောင်းဖို့မြင့်တာကောင်းဖို့ကျွန်တော်အမေချမ်းမိုင်ကောင်းဖို့ပဲအမဆုတောင်းပေးရပြီကျေးဇူးနဲ့တွေနော်ကျွန်တော်အမေနာမည်ဒေါ်မြတ်မြအီးအသက်86နှစ်ရှိပြီနော်ချမ်းမိုင်ကောင်းကျွန်တော်အမေတော့ဆုတောင်းလိုက်နော်ဒါဒါဒါကျွန်တော်ပတ်စံတယ်အမကိုလှူပေးတာနော်အခုကျွန်တော်15လင်း KB ကနေလွှဲပေးလိုက်မယ်လွှဲပေးလိုက်ပြီးတော့အဲ့ဒီမှာအမတို့စိုက်တာတာစီးပွားရေးတာလုပ်စားတယ်အမဟိုမတ်သိတစ်ချက်တော့ကူညီပေးပါနော်ဟုတ်ကဲ့အဲ့အမပါလာပတ်စံတော့အမမှစိုက်တာတော့ကျွန်တော်ပါကျွန်တော်15လင်းတို့ကူညီပေးလိုက်မယ်နော်ဟုတ်ကဲ့ကောင်းပြီနော်အဲ့တော့ခင်ဗျား ဒီမသိနေတဲ့ခါကျအဆက်တော်ရလို့ရှိရင်ကျွန်မစီးပွားရေးလောက်တာအဆင်ပြေမပြေသေးတယ်ဗာလေးတွေသင်ပြပေးလိုက်ပေါ့ဟုတ်ပြီလား နော်ကဲကောင်းပါပြီကျေးဇူးပါဘာကလေးမေကလေးမေကကလေးမေကတော့ကလေးမေကတော့မပြောတော့ပါဘူးကျွန်တော်အဓိကတနာကသူ့သူ့ခိုးတာကိုကျွန်တော်ကနောက်တစ်ခါမခိုးအောင်ပေါ့နော်ကျွန်တော်အလုပ်တစ်ခုတည်ပေးလိုက်တာသခိုးအားပေးတာလုံးဝမဟုတ်ဘူးအဲ့မှာအမလုံးဝတော့ခိုးမစားနဲ့တော့နော်လူ့ဘဝမှာအချိုးရှိပြီးတော့လူလောကမှာအသုံးဝင်တဲ့အရာအမဆက်လုပ်လိုက်တော့နော်အမနော်ကောင်းပါပြီအဲ့ဒါတောင်းပြရမှာအခုရဲ့အမေတော့ညညနေအသက်89နှစ်ကျန်းမာရေးကောင်းပါသေးနော်အသက်အရှည်ကြီးအကြီးနေအောင်တောင်းပြရမှာအခုလည်းအလုံးကိုင်နေစင်ပြောင်းကျန်းမာကြီးကနံပါတ်1ကကျန်းမာ ိုင်းနှုတ်ကိုစောင့်ပေးရမယ်เนาะအကိုကဘာမှမလုပ်သူ့မိအတွက်ပဲအဓိကလာပြီးလုပ်တာအဲ့တော့အဓိကအကိုရဲ့အမေအတွက်ဒေါ်လင်းလာကြီးအသက်89နှစ်အတွက်ကိုနော်ဟိုဘက်ကစီတောင်းပေးရမယ်မြေတာပို့ပေးရမယ်เนาะอืมကျွန်တော်အမေရတဲ့အသက်ရှင်နေသူအဲ့လိုပဲသူ့တန်းလုပ်တယ်ဘာသာရေးလုပ်တယ်လူ့ဘဝမှာအချိုးရှိတဲ့အလုပ်ကိုပဲလုပ်မှာကျွန်တော်အမေသာလူ့ဘဝမှာအချိုးရှိတဲ့လုပ်ငန်းမလုပ်ဘူးဆိုရင်ကျွန်တော်လူ့မှာလည်းမဟုတ်အကိုကလေအခုတခါလဲဆူတောင်းပေးရမလားတဲ့။မလိုပါဘူး။ကြားတယ်အမမအိတ်တော့ပါပဲဆူတောင်းချက်ရေချိုးနေတယ်ဆူတောင်းချက်တဲ့ချိန်ဆူတောင်းရတယ်။အဲအရင်မကြည့်ဘူးနော်။ အဲ့နော်အဓိကအမနောက်တစ်ခုကျွန်တော်တို့ဂရီးပေးရမှာကအမတော့မှသူများပတ်စံတော့မခိုးပါနဲ့နော်ဟုတ်ကဲ့အဲ့တော့အမတို့အခုအကျွေးလက်ရှင်းသွားပြီအကျွေးလက်ကင်းသွားပြီနော်အကျွေးလက်ကင်းသွားပြီဟုတ်ကဲ့ပါဟိုအကျွေးလက်ရှင်းသွားပြီအကျွေးလက်ကင်းသွားပြီဖြစ်တဲ့အတွက်ကြောင့်အဲ့တော့အမတို့ခက်ခဲနေလို့ပါတဲ့ကြောင့်ကျွန်တော်လည်းတကယ်တော့ခက်ခဲနေကြားရောက်လို့ရှိနေကျွန်တော်လည်းခူကြီးတဲ့လူပေါ်ပါစေလို့ကျွန်တော်တို့ကိုယ်ဆုတောင်းလိုက်မယ်နော်အဲ့တော့ခလေးမေတို့ကိုခလေးမေကဘာလုပ်စားရလဲခလေးမေကဘာလုပ်စားလဲတဲ့ပြောမြင်စေရဘာစီရောက်လဲ အစီအပြေများပေါ့အဲ့တော့အမအနေနဲ့ဝင်ဝင်ရှိတာပေါ့ဒီအရင်ကဘယ်လောက်နဲ့ဘယ်လောက်နဲ့လောက်စားနေစင်ပြေတော့မဟုတ်ဘူးအရင်တော့ကဒါလေးရှိရတယ်သူလည်းဆက်နေတယ်ဆက်တယ်ပြန်စားမအကျွေးဘယ်လောက်ရှိတာဒီလောက်ရှိတယ်အင်္ဂါတယ်လားအများကြီးရှိပါဘူး9သိန်း6သိန်းလောက်ရှိတယ်ဟွန်းအဲ့ငါတိတ်တော့တကယ်တော့ငါတိတ်တာကျွန်တော်ကျွေးဆက်ပေးလိုက်တယ်ဆိုရင်အမအကျွေးကင်းသွားတဲ့အတွက်ကြောင့်အမအလုံးလုံးစားလို့ရပြီပေါ့ အမှန်နည်းစဉ်ဝင်တဲ့ဟာကိုအမှန်နည်းစဉ်ကိုရှာစားလို့ရပြီအကျွေးဆက်ဆံမလို့တော့ကလေးနဲ့လည်းနေလို့ရရပေါ့နော်အဲ့လိုမျိုးကြတော့အကျွေးရှိရတဲ့မှာဆက်လုပ်ရရတယ်။ကလေးရတဲ့၃ယောက်ရှိတယ်ဆက်လုပ်အဲ့မှာလောက်ကတော့လောက်ရမှာပဲလေကလေးရှိရှိရှိလောက်ကတော့လောက်ရမှာပဲပြည့်အမှာဟွန်းဟာနော်တကောင်းပြီအမတို့က9သိန်းဟိုအမတို့က15သိန်းနော်အဲကျွန်တော်အခုလွှဲပြလိုက်မယ်သိန်းစားလွှဲပြလိုက်မယ်နော်အမကအကျွေးရှင်ရှိတာအကျွေးဆက်ရမယ်အကျွေးရှင်ရှိတာအမဘယ်လောက်လဲ 毛毛毛，最新毛这不这了，最新最新的没？俺孙，俺哥不老不一样了，俺哥他，俺最新和不一样了。阿妈，阿阿最新买买的多，印尼就贵了嘛，最新洋老贵的。最新洋老贵的，老贵的。阿张你妈干？俺爹最新哦，你妈爹最新哦，妈你妈你妈过来来表，老贵是哪表表？厦阿妈都冇种的了，不都老没，也冇种的嘛。叶石干，那不没那个路，叶石干叶干来的。 ကောင်းတယ်ကောင်းတယ်ပြီးတော့အဲ့ဆိုတကယ်ကျွေးစက်ဟုတ်လားမဟုတ်လားအမဆုံးဖြတ်လိုက်တော့ဟောကျွန်တော်ကေမင်းနဲ့အမအထဲကို30ထည့်ပေးလိုက်မယ်နော်အဲ့ဆိုဒီညကတို့ဘယ်လောက်ဝေးလိုက်ရမှာလဲဘို့မဟုတ်လေအဲ့အဲ့ဒီဟာကြီးတွေးမှာပဲအမရှင်းပေးလိုက်တော့လေအော်ဒီ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 နော်အဲကောင်းပြီနော်ဟုတ်ဟုတ်ချေချေကျေးဇူးတင်ပါတယ်နော်อืมဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီဟုတ်ဆင်းရဲတဲ့ဘက်ကာကွယ်မင်းခင်ဗျားဆင်းရဲဘူးလားခင်ဗျားတို့ဆင်းရဲဘူးလားအခုကိစ္စကဘယ်လိုဖြစ်လဲဆိုတော့နှစ်ပိုင်းကွဲနေ နှစ်ပိုင်းမဟုတ်ဘူးသုံးလေးပိုင်းလောက်꿰ရနေတာအဒီဘာဒီကိစ္စတစ်ခုနဲ့ပေါ့နော်အဲလူအမြောင်များတောင်မှပဲဘလို့စိတ်ဝင်꿰တဲ့ပုံစံဖြစ်ဟိုခိုးတဲ့လူကလည်းခိုးတယ်မိတဲ့လူကလည်းသူ့ပစ္စည်းပါသွားတော့ဒေါသလျောက်ရိုက်နှက်တယ်ပေါ့ပြီးတော့ဆိုရှယ်မီဒီယာပေါ်မှာတင်လိုက်တယ်အဲ့တော့ ကဲတနာရထားတက်ကြတာပေါ့အဲကျွန်တော်ဒီကြားထဲမှာတချို့ကကျွန်တော်ပြောတယ်ကိုကြီးဒီလောက်ဟိုညမနှိမ့်ဆက်ခံရိုင်းတက်ခံရတာပေါ့လေကိုကြီးတို့လိုင်းတာမှာဖြစ်တာကိုကြီးနေနဲ့ဘာမှပုံကြီးဆောင်ရတာမရှိဘူးလားဆိုပြီးကျွန်တော်တကွန်ကွန်နဲ့ဖုန်းနေဆက်တယ်စာရီပို့ကြတယ်ပေါ့နော်ဟုတ်ကဲ့အဲတချို့ကြတော့နိုင်သာကိုကြီးอ่ะဒီစိုင်းပိုင်ရှင်เนี่ย ဘာတော်လို့ငြိမ်နေတာလဲပေါ့စိုက်ပါရှင်နဲ့ဘာတော်လို့ငြိမ်နေတာလဲတဲ့အဲတချို့ကြတော့ကျွန်တော်ဘောနော်ဒီတခိုးအားပေးတယ်ပေါ့ခိုးတဲ့လူကိုအားပေးတယ်ပေါ့ဟိုတခိုးကတခိုးပဲအားပေးစရာအကြောင်းမရှိဘူးပေါ့အဲ့တော့ကျွန်တော်ပြောချင်တာကဟုတ်တယ်တခိုးကတခိုးပဲ မှန်တယ်။ဟိုဆိုင်ရှင်ကလည်းသူ့ရဲ့ပစ္စည်းပါသွားတဲ့အတွက်ဒေါသလျောက်သူတုံ့ပြန်တယ်ဗောလေ။အဲ့ဒါကိုတချို့တချို့တချို့တော့လူတွေကဆိုင်ရှင်ရဲ့လုံရက်ကိုလက်မခံဘူး။လက်မခံဘူး။အဲတချို့တချို့လူတွေကြတော့လေတခိုးခိုးတဲ့အဖွားရဲ့လုံရက်ကိုလက်မခံဘူး။သူခိုးလို့ရိုက်တာ။ အဲချို့ကလည်းခိုးတာခိုးတာပေါ့ခိုးတာသူ့အပြည့်နဲ့သူပေါ့ဒီလိုညှိမနှိမ့်ဆက်ရိုက်နေတာအဆင်မပြေပေါ့ချို့ကြတော့ခလေးပေါ့နော်ခလေးကိုတနာကြတယ်ခလေးကိုရိုက်နေနှိမ့်ဆက်တဲ့အတွက်ကိုဟိုပေါ့သူတို့ရင်ထဲမှာမကောင်းကြဘူးပေါ့ဟုတ်ပြီအဲ့တော့ဒီဆိုင်ရှင်ဘက်ကကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဆိုင်ရှင်ဒီသူပစ္စည်းတွေပေါ့နော်ဒီအဖွားကြောင့်လည်းဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်တခြားသူတယောက်ကြောင့်လည်းဖြစ်မယ်မကြာခဏဟိုပျောက်တယ်ပဲထားပါတော့ သူပြောက်လို့သူရဲ့ပစ္စည်းဆုံးရှုံးတာကြောင့်သူဒီဒေါသလျောက်ဟုတ်တယ်ဟိုကိုလည်းကျွန်တော်ဆိုလည်းကျွန်တော်ပစ္စည်းဆုံးရှုံးရင်တော့ဒေါသလျောက်တော့ဖြစ်မိမှာပါဒါပေမဲ့သူဒေါသလျောက်ဖြစ်တဲ့တုံ့ပြန်မှုကြောင့်ဒါဟိုအများပြည်သူရဲ့ညုံညင်ကြီးကိုခံရတာပါလीနော်အဲ့တော့ဒါဆိုင်ရှင်ဘက်ကကြည်တာပေါ့ဆိုင်ရှင်လည်းသူရဲ့ဒေါသလျောက်ပေါ့ဟုတ်ပြီခိုးဟိုဒီခိုးတဲ့လူဘက်ကကြည့်မယ်ဆိုဟုတ်ပြီသူဒီ ဒီခိုးစားတဲ့အလုပ်ကိုအတံမွေးအကြောင်းပြုတ်နေတာလားဗောနော်ဒီဟာကိုဗောနော်ခိုးစားတဲ့အလုပ်နဲ့အတံမွေးအကြောင်းပြုတ်နေတာလားဒါမှမဟုတ်ဒါမှမဟုတ်သူ့ရဲ့အခက်ခဲတစုံတရာကြောင်းဗောနော်ဒါကိုလှုပ်လိုက်တာလားဒါကိုလှုပ်လိုက်တာလားအဲနောက်ဒီကလေးကရောငှားလာတာလားဆိုတာရှိတယ်ကလေးကတော့ငှားလာတာမဟုတ်ဘူး ကလေးကတော့ तू အမြဲတမ်းထိနေကြကလေးဖြစ်တယ်ဒီကလေးက तू ဒီကလေးတေးတေးလေးဘောရတယ်ကလာသားရွယ်လေးတွေက तू ထိန်းချောင်းလာတဲ့ကလေးဖြစ်တဲ့အတွက် तू အမြဲခေါ်ခေါ်ဝါးလေးရှိတယ်ဗောလေကလေးကတော့အဲ तू နဲ့ဆွေမျိုးဆိုလို့ရှိရင်တော့ဆိုင်တော်တယ်မဆိုင်မတော်ဘူးဆိုင်တော်တယ်မဆိုင်မတော်ဘူးဘာလို့ဆိုင်တော်တယ်မဆိုင်မတော်ဘူးလဲဆိုတော့ဒီဒီခိုးတဲ့အဖွားရဲ့ตาကခိုးတဲ့အဖွားရဲ့ตาက ဒီကလေးရဲ့အမေရဲ့အမေနဲ့ယူထားတာဒီကလေးရဲ့အမေနဲ့အမေနဲ့ယူထားတာပေါ့ခိုးတဲ့အဖွားရဲ့ရှင်းရှင်းပြခိုးတဲ့ဒီအဖွားရဲ့ခိုးတဲ့အဖွားရဲ့ตาအသက်ငယ်တယ်သူ့သားယူထားတဲ့သူ့သားရဲ့မိန်းမအသက်ကြီးတယ်ပေါ့နော်အဲ့ဒီမိန်းမမှာပါလာတာကဟုတ်ချင်းစာနာမှုနဲ့ဥပဒေစိုးမိုးရေးကြတာတိုက်ပွဲ ဖြစ်စဉ်ကြောင့်နဲ့ဖန်ဆီးမှုနောက်ွယ်မှာအကြောင်းရင်းလှိုင်းတရာမျိုးနယ်ဗိုလ်ချုပ်လမ်းမပေါ်ကတွေ့လာသူအထက်ဆိုင်မှာစတီးစလုံးလုံးနှစ်ဆက်ခိုးယူရဲဆိုတဲ့ဆွဆွဲချက်နဲ့အမျိုးသမီးတဦးနဲ့ကလေးငယ်ကိုဆိုင်ရှင်မနောဝါဝါလိုင်းနဲ့ဝန်ထမ်းတွေကရိုက်နှက်တက်တိုင်မှာကြိုးတုပ်ခဲ့တဲ့ဗီဒီယိုဟာအော်တိုဘာ20ရက်နေ့မှာပြန့်နှံ့ခဲ့ပါတယ်လူသူအုပ်အော်တောင်းတင်းဝေဖန်မှုတွေကြောင့်မလိုလားအပ်တဲ့ပြဿနာတွေရှောင်ရှားနိုင်မှုရည်ရွယ်ပြီးစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ကဆိုင်ရှင်နဲ့ဗီဒီယိုရိုက်တင်ခဲ့သူဝင် ခန်းတွေကိုအော်တိုဘာ21ရက်နေ့လယ်ပိုင်းမှာဖမ်းဆီးလိုက်ပါတယ်ဆိုင်ရှင်ဟာဗီဒီယိုတွေဖျက်ထိတ်တာအကောင့်မှာချိန်ခဲ့ပေမဲ့ရဲလက်ကမလွတ်ခဲ့ပါဘူးခုံးမှုထက်ပုံမှုပြင်းထန်လာသည့်နှိပ်စက်မှုပြစ်ဒဏ်ဒီဖြစ်စဉ်မှာဆိုင်ရှင်ရဲ့လုံရက်ဟာ ဥပဒေမဲ့ကိုယ်တိုင်စီရင်မှုဖြစ်သွားပါတယ်ခိုးယူသူကိုရဲစခန်းအရမဲ့အစားရိုက်နှက်နှိပ်စက်ပြီးလူမှုကွန်ရက်ပေါ်မှာပုံဖော်ခဲ့တဲ့အတွက်လက်ရှိမှာရဲစခန်းကစစ်ဆေးနေတယ်လို့ပရာဟိတအဖွဲ့အစည်းတွေကလည်းကလေးတငယ်ခွင့်ရေးများဆိုင်ရာဥပဒေနဲ့ဆိုင်ရှင်တဲ့ဝန်ထမ်းတွေကိုအမှုဖွင့်ဖို့စီစဉ်နေပါတယ်။ဒါကြောင့်ပစ္စည်းခိုးယူတဲ့ပြစ်မှုထက်ကလေးငယ်ကိုပါညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ပြစ်မှုကပိုမိုကြီးလေးပြီးဥပဒေဤစီစဉ်မှုကိုနှစ်ဖက်လုံးကရင်ဆိုင်နေရပါတယ်။ ကာယကံရှင်တို့ဤသဘောထားနှင့်ဆက်လက်ဆောင်ကြည့်ရမည့်အခြေအနေယခုလိုလူလူစိတ်ဝင်စားမှုမြင်မာတဲ့ဖြစ်စဉ်မှာအရေးကြီးဆုံးကတော့ကာယကံရှင်ဆိုင်ရှင်ဘက်ကရောညင်ပတ်နှိပ်စက်ခံရသူတာမီဘက်ကပါမိတို့တော့တုံ့ပြန်မှုသဘောထားများကိုထုတ်ဖော်ပြောဆိုလာမလဲဆိုတဲ့အခြေအနေပဲဖြစ်ပါတယ်။လက်ရှိမှာပြည်မှုကျူးလွန်သူဆိုင်ပိုင်ရှင်မနောဝါဝါလိုင်းနဲ့ဝန်ထမ်းအချို့ကိုလှိုင်းတရားအရှိပိုင်းရဲစခန်းမှာထိမ့်သိမ့်စစ်ဆေးနေတာကြောင့်သူတို့ရဲ့ထွက်ဆိုချက်တွေအပေါ်မူတည်ပြီးအမှုရဲ့ဥတီယာဟာပြောင်းလဲသွားသူတမီးနဲ့ သူ့တမီးပါမယ်ညီးပါမယ်ပေါ့နော်အဲအဲအဲ့လိုတွေပေါ့အဲစိုက်ရင်တော့တော်တာပေါ့စိုက်ရင်တော့မတော်ဘူးပေါ့အဲ့တော့ကျွန်တော်ကိုချင်းစားတယ်ကိုချင်းစားတယ်ဒီဟိုခိုးခံရတဲ့ဒီဒီအမျိုးသမီးတွေဘက်ကလည်းကိုချင်းစားတယ်လို့ခိုးတဲ့ဟာကိုကျွန်တော်တို့ကကာကွယ်ပေးနေတာမဟုတ်ဘူးနော်ကျွန်တော်တို့ကရိုက်တဲ့နှိမ့်ဆက်တဲ့လူကိုလည်းကျွန်တော်တို့ကအပြစ်ပြောနေမှာဒါမဲ့ဟိုလူတယောက်ရဲ့ရှေ့မှာပေါ့နော်သူခိုးလိုက်တာကျွန်တော်တို့မတွေ့ဘူးလေ တို့လည်းမတွေ့ကြဘူးအပြင်လူတွေလည်းမတွေ့ကြဘူးဒါမဲ့ဟိုဒီကိုယ့်ရှေ့မှာကိုယ့်မျက်လုံးနဲ့ဟိုထင်းထင်းရှားရှားမြင်ရတာကြတော့ဒီရိုင်းတဲ့နှိပ်စက်တာကိုမြင်ရတဲ့အခါကျတော့စိတ်မကောင်းကြတာစိတ်မကောင်းကြတာတချို့ကတော့အကြလူကြပါတော့တချို့ကတော့မလူဘူးပေါ့ကျွန်တော်ဆိုလည်းမလူကျွန်တော်ဆိုလည်းမလူဒါဟိုလူရတန်းရလောက်တဲ့အနေထားရှိမရှိဆိုတာတေချာမသိဘဲနဲ့ဘာမှလုပ်လို့မရဘာမှလုပ်လို့မရ အကျွန်တော်လှူမယ်လှူပြမယ်ဆိုရင်တော့ဒီအဖွားကဘောနော်သူ့ရဲ့အရန်အကြက်တဲဖြည့်ရှင်းစရာအကြောင်းတစ်ခုရှိလို့မဖြည့်ရှင်းနိုင်လို့ဒီပြဿနာကိုဒီလိုဖြည့်ရှင်းလိုက်ရတာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကသူ့ရဲ့ပြဿနာကိုကျွန်တော်တို့ဖြည့်ရှင်းပေးဖို့အတွက်ကျွန်တော်တို့ကကုညီသင့်တာကုညီမယ်အဲလှူတိုင်းပေးကမ်းသင့်တာလှူတိုင်းပေးကမ်းမယ်ဘောနော်ကျွန်တော်ဆိုလည်းမလှူဒါပေမဲ့တနာကြတယ်လူတွေက တနာကြတဲ့အတွက်လူကြတန်းကြတာပေါ့အဲ့တော့ကျွန်တော်မလူဆိုရင်ပဲပဲကျွန်တော်မလူထားလိုက်တော့လူကျင်တဲ့လူလူလေးကျွန်တော်ပြောစရာအကြောင်းမရှိဘူးလူတယောက်ရဲ့ခံစားချက်ချင်းမတူဘူးကြုံတွေ့လာတဲ့ဘဝချင်းမတူဘူးကြုံတွေ့နေတဲ့ဘဝချင်းမတူဘူး तू လူကျင်လို့လူတာလူပါစီ तू ကုသိုလ်ရမသိကြအောင်စောင်းနေလိုက်ကိုမလူကျင်ဘူးမလားကိုမကြိုက်ဘူးမသိကြအောင်စောင်းနေလိုက် ဟာဒီလူခိုးတာကွာခိုးတဲ့လူကိုမင်းတို့ကဟိုကာကွယ်ပေးနေတယ်ဆင်းရဲတဲ့ဘက်ကာကွယ်ပေးနေခမရဆင်းရဲဘူးလားခမရတို့ဆင်းရဲဘူးလားထမင်းငတ်ဘူးလားမဆင်းရဲဘူးထမင်းမငတ်ဘူးရင်အဲ့ဒါတွေမသိဘူးခင်ဗျားတို့အဲ့လိုအကြီးအကျယ်ဒုက္ခဖြေရှင်းလို့မရနိုင်တဲ့အခက်အခဲတွေကြုံဘူးလားလူဆိုတာကြံရမရတယ်ဆိုတဲ့စကားအလကားမဟုတ်ဘူး ားတဲ့မင်းစင်းရတိုင်းတာကွာတဲ့ခက်ခဲဖြစ်တိုင်းတာဒုက္ခရောက်တိုင်းတာခိုးစားရင်တခိုးတွေကုန်ဖြစ်ကုန်မှာဗောတဲ့တောင်းစားဗောတဲ့ဖဒုက္ခရောက်တိုင်းတောင်းစားရင်လည်းအကုန်တရောင်းစားရဖြစ်ကုန်မှာဗောလူလောကလေဒါလူဘဝလေတခိုးရှိရလူလိန်ရှိရလူညာရှိရဓမြရှိရအများကြီးရှိတယ်လေလူဆိုတာသူ့ဘဝနဲ့သူ့ဖြစ်တည်မှုနဲ့သူသူ့ဖြစ်တည်မှုနဲ့သူမတူကြဘူးလေတယောက်နဲ့တယောက်က မမရှိတိုင်းခိုးစားမှာမဟုတ်တလို့မရှိတိုင်းလည်းတောင်းစားမှာမဟုတ်ဘူးတကြီးရွယ်အိုတချို့ရဲ့ကြုံတွေ့ရတဲ့အခက်ခဲကဘာလဲဆိုတော့သူတို့မှအင်အားမရှိအင်အားမရှိတဲ့အတွက်သူတို့ခွန်အားနဲ့ပတ်သက်ပြီးတော့ငွေရှာလို့မရအောင်အဲ့တော့သူတို့မှလည်းသူတို့ကျန်ရမရလုံမိလုံရလုံတာမျိုးရှိတတ်တယ်။အဲ့တော့အဓိကကခမည်းတော်စင်ရဘူးလား မားတို့ဒုက္ခရောက်ဘူးလားဟာငါဒုက္ခရောက်ဘူးလေရောငါတို့တော့အဲ့လိုဖြေမရှိဘူး no ခမားတို့ကဖြေရှင်းစရာနီးလိုက်ရှိကောင်းရှိနိုင်တယ်သူ့မှာမရှိရင်လေ तू လုံးမိမှာပဲလုံးမိမှာပဲကျွန်တော်တခိုးကာကွယ်ပေးနေတာမဟုတ်ဘူးနော်ခိုးတာခိုးတဲ့အပြစ်သွားခိုးတာပဲခိုးရိုက်နဲ့နှိမ့်သက်သားလိုက်ပေါ့ဘူးမှလည်းမသိဘူးပြီးရောဟုတ်လားဘာဆိုချေပေါ်တင်စရာလိုလေဟုတ်ပြီ ခင်ဗျားတို့မစင်ရဘူးလို့ခင်ဗျားတို့ဒီစကားပြောတာခင်ဗျားတို့စင်ရဘူးရင်တော့ဖြည့်ပြီးတွေးပေးမိလိမ့်မယ်ပေါ့နော်အဲနောက်တစ်ခုပေါ့ဟာပစ္စည်းလေးဒီလောက်ပါသွားတာကွာဒီလောက်လောက်ရလားဆိုတာကိုကိုတိုင်းကျွေးနဲ့တွင်းနဲ့ရင်းပြီးရှာထားတဲ့ပစ္စည်းအလကားတက်တက်အချောင်ယူတဲ့လူကလာပြီးယူသွားတဲ့အခါကျရင်ခင်ဗျားဖြစ်ကြုတ်ပဲဖြစ်ဒေါသတော့ထွက်မှာပဲလीဆိုင်ရှင်ဘက်ကကြည့်ရင်လည်းဒီလိုမြင်လို့ရတယ် ခမားပဲဖြစ်ကြုတ်ပဲဖြစ်ဒေါသကတော့ထွက်မှာပဲချိန်ချိန်ခါကခိုးခံလို့သူဒါဒီဝါခိုးတာလည်းဖြစ်ချင်မှဖြစ်မှာပေါ့နိအဲ့မဲ့ဘလို့ပဲဖြစ်ဖြစ်ချိန်ချိန်ကသူ့ပြည်စီပြောက်လို့တရားခံမိတဲ့အခါကျတော့သူ့ဒေါသလျောက်သူတုံ့ပြန်မှာတုံ့ပြန်မိမှာပဲမမိတဲ့အချိန်တုန်းကတော့လွတ်တော့လွတ်တော့ကတော့စားသွားတယ်ဗျတုံ့ပြန်ခွင့်မရကလိ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 နဲ့စိတ်ထဲမှာဟုတ်ပြီမိသွားပြီမိသွားပြီတော့လုံအောင်ဟာဆိုတဲ့အတိသူတို့မှရှိတယ် ဒါတော့တူတူကိုကိုဒါဖြစ်လေဖြစ်တာရှိတာပဲလीဖြစ်လေဖြစ်တာရှိတာပဲမားတာကတော့နှစ်ဦးနှစ်ဖက်လုံးကမားနေတာပဲနှစ်ဦးနှစ်ဖက်လုံးကမားနေတာပဲမှန်နေတယ်ဆိုတာကတော့ဒီခလေးတိတိလေးပဲရှိလိမ့်မယ်မားတာတော့မားနေအဲ့တော့နှစ်ဖက်လုံးမားနေတဲ့ဘက်ကိုတယောက်ကတစ်ဖက်ကိုသွားရရင်သူလည်းမားနေတဲ့ဘက်ရက်တာပဲလीနှစ်ဖက်လုံးကမားနေတာဘယ်ဘက်ရက်ရက်မားနေတာပဲအဲ့တော့သူရက်ချင်တဲ့ဘက်ကိုရက်သူလူချင်းလူပလိစီမလူချင်းမလူနဲ့ ကိုယ့်အကူအေးစေးနေလိုက်စိတ်မချမ်းသာဘူးလားစိတ်မချမ်းသာဘူးလားအဓိကပြောချင်တာခမည်းဆင်းရဲဘူးလားခမည်းပြင်းစည်းဆုံး